မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ live လဲစွာနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုတင်ဆက်ပေးသွားကျွန်တော်ကတော့မော်ရီရှားဘာသာပြန်ထားတယ်အာနာဆက်နီဥပရေ48ရဲ့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာအခုဖတ်ပြပေးသွားကျွန်တော်ကတော့နီဥပရေ38ကြိုက်တယ်လို့တွေးခေါ်ပါဒါပေမဲ့အများနည်းတူပြမှုပါသဘောတရားကာလန်ဒေတန်ကိုစမ်းကြည့်ပြီးလှုပ်ချင်ရလှုပ်တာမျိုးတွေ ထိုးပေါအမြင်တွေကိုအချိန်အခါမသိခြားပြတာမျိုးတွေတမာယူကြနေစဉ်မလိုက်နာပဲစံကျင်နာမျိုးတွေလှုပ်ဖန်များလိုက်လူတွေရဲ့အမြင်မှာကိုဟာသူများနဲ့မတူတမူထူးပြနေပြီးအများထက်သာကြောင့်တမင်လှုပ်ပြနေတယ်လို့အထင်လွဲသွားနိုင်တယ်သူတို့အပေါ်တမင်တသက်နေတယ်လို့လုံးမိသွားတာကြောင့်ကိုအပေါ်နေမျိုးစုံသုံးပြီးဖိနှိပ်ချုပ်ချဲတိုက်ခိုက်လာကြလိမ့်မယ်ဒါကြောင့်အများနဲ့မတူတမူမထူးပြနေတယ် အများနည်းတူပြုတ်မှုပြီးအသားတကျနေတတ်အောင်ကြိုးစားပါ ကိုယ်အမြင်နဲ့တန်ဖိုးကို အမှန်တကယ်လက်ခံနားလည်ပေးသူတွေကသာ ကိုယ့်ရဲ့အစွမ်းစာအရေးအသွေးတွေကို ထုတ်ပြပါတန်ဖိုးမသိသူတွေကိုတန်ဖိုးရှိတာထုတ်ပြလေဘယ်သူမှအဖက်လုံးမှမဟုတ်ပါဘူးမသိသူတွေကိုအတီထူးချောင်းသွားပြောရင်လေထွားတယ်လို့ပဲမြင်ကြပါလိမ့်မယ်ဤသည်လူမှုအတိုင်းဝင်းတွေမှာလွတ်လပ်စွာပေါင်းတင်ဆက်ဆံနိုင်မှုဆိုတာလုံးဝမဖြစ်နိုင်ဘူး မူသားသုံးပြောဆိုကြရသလိုဘုံခွဲထားမှုများစွာနဲ့ခံစားချက်ဆက်တွေကိုမျိုးသိပ်ထားကြရပါသည်။အတိညာဖွင့်ပြောတဲ့ကလေးဘွားအရွယ်ကလေးကအတွင်းမြင်တွေကိုဖုံးခွဲထားဖို့တင်ယူခဲ့ရပြီ။တပတ်သားကြားချင်လောက်မဲ့စကားကောင်းတွေကိုပဲပြောဖို့လေ့ကျင့်ခဲ့ရသလိုတပတ်လူအပေါ်မှာစော်ကားမိအောင်မူသားတွေနဲ့ဖုံးကားဖို့မှတ်သားခဲ့ကြရပါသည်။အားလုံးအတွက်အဲ့ဒီလိုပေါင်းသင်းဆက်ဆက်ရေမျိုးကတဘာဝလိုဖြစ်နေပါပြီ။လူအများစုလက်ခံကျင့်သုံးနေတဲ့ အစင်လာအတွင်ဖြစ်နေတာကြောင့်စံကျင်လို့မထူးသလိုငင်းချေလို့လည်းအကျိုးမရှိနိုင်ပါဘူး။လိုချင်တာတွေကိုတွေးကြံကြပေမယ့်လူပုံအလေသွားရာတိုင်းမျက်နှာပုံးဆိုပြီးအများကြိုက်အောင် နေရတာကလူတဘာဝလို့ဖြစ်နေပါပြီ။ဒါပေမဲ့တချို့လူတွေရဲ့အမြင်နဲ့ခံယူချက်အရာလူမှုအသိုက်အဝန်းကြီးရဲ့အဲ့ဒီလိုယဉ်ကျေးမှုအစင်လာကြီးကကိုပိုင်လွတ်လပ်ခွင့်တွေကိုထိန်းချုပ်ထားသလိုလွတ်လပ်စွာရှင်သန်ခွင့်ကိုယ်တော်ပိတ်ပင်ထားသလိုမျိုးခံစားနေရပါပြီ။ အဲ့ဒီအစင်အလာတွေထပ်ပုံမကောင်းမွန်တဲ့လူမှုတံပိုးတွေးကြံမှုအထက်တွေကိုထုတ်ဖော်ဖို့လိုအပ်ကြောင်းယုံကြည်လက်ခံထားကြပါရည်တကယ်တမ်းလက်တွေဖော်ဆောင်တော့လေသူတို့အမြင်နဲ့ထပ်တူလက်ခံနိုင်သူကနေနေအမြင်ကတ်သွားကြပြီးစော်ကားတလို့ခံစွာတွားရတဲ့သူတွေကအများကြီးဖြစ်သွားတာနေပြီအများနဲ့တယောက်ထိတ်ထရင်ဆန်ရတာမျိုးဖြစ်သွားပါရည်သူတို့ရဲ့ကြိုးပမ်းမှုတွေအားလုံးကြာရှုံးသွားရခြင်းအကြောင်းကား လူတွေရဲ့စိတ်အဆွဲသဘောတဘာဝကိုနားမလည်ကြလို့ဖြစ်ပါရည်။ဘယ်လိုလူပဲဖြစ်နေပါစေအသိဉာဏ်ပညာအစိတ်အတန်အလိုက်ယုံကြည်မှုကိုစီရှိကြပါရည်။အရင်လိုပဲလူမှန်ရင်အတာကိုစီရှိကြတာရေကြီးပဲဖြစ်တဲ့အတွက်ကိုယ်အတာနဲ့ကိုယုံကြည်လက်ခံထားတဲ့အယူအဆွဲကိုလွယ်လေးတကူပြည့်ပေဖို့ဆိုတာလုံးဝမလွယ်ပါဘူး။အကြောင်းပြချက်ကောင်းများစွာတတ်တွေတာရကအများစွာအများလက်ခံနိုင်မှုတွေနဲ့အကြောင်းတိုက်ဆိုင်သွားမှသာ အတွေ့အမြင်ပြောင်းလဲလက်ခံနိုင်ကြတာဖြစ်ပါသည်။မှန်တိုင်းလဲလက်မခံလိုကြသလိုလူအများက အမားကို အမှန်ဖြစ်ယူဆထားရင်အယုံဆိုင်နဲ့မျိုးလုံးဖိတ်လက်ခံလိုတွေလဲအများကြီးရှိနေလို့ဖြစ်ပါသည်။တဏှာအဖြစ်ပြောရရင်လူတို့ဟာအင်မတန်တုံ့ဝါပါသည်။သူတို့ရဲ့အသိအမြင်ကို ပြောင်းလဲနိုင်ခြင်းမရှိဘဲကိုယ့်ရဲ့ထိုးပေါက်အမြင်နဲ့အစာထုတ်လို့လုံးဝမရပါဘူး။တသက်လုံးကြုံလောက်လာသူကိုတခင်စိတ်သွေးမှုဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ သူအကြောင်းနဲ့သူအားလုံးမှာဂျုံစိတ်တွေရှိနေကြတဲ့အတွက် ကိုပိုင်ဖြစ်မှုသခင်စိတ်ပေါ်လာဖို့လုံးဝမလွယ်ပါဘူးအမြော်အမြင်ရှိပြီးအလောပါနဲ့တဲ့လူတွေကြတော့ဟန်ဆောင်ကောင်းကြတယ်အများကြီးမဲ့စကားကိုပဲပြောလို့ရှိပြီးအများလက်ခံတဲ့အစင်လာတွေကိုအိုးစည်းဥဆောင်လုပ်ပြကြကြတယ်ဘာရီပဲလို့လို့သူတို့အနေနဲ့သဘောတူလက်ခံဖို့အစင်မပြေဖြစ်နေခဲ့ရင်တောင်မှလိမ့်စိတ်တဲ့အဆွဲမထားအပြစ်မမြင်တမျိုးမထင်မဲ့ အရေးကိစ္စအေးချမ်းသွားပြီးပြီးမြောက်ရေးကိုသာ OT ထားပေါင်းသိန်းဆက်ဆံတက်ကြရင်အများနည်းတူအနေထိုင်ကောင်းသူတွေဖြစ်တာကြောင့်အများအားမှာစိတ်တိုင်းချတွဲခေါ်မြောက်မြင်နိုင်ကြသလိုဘာပဲလို့လို့အဖြစ်မြင်ခံရတာမျိုးမရှိတော့ပဲအပေခံလူမဟုတ်ခံမဖြစ်တော့ပါဘူးဒါရိုက်ဒေတိုကြီးကိုအမြင်တွေကိုပြောလိုက်မယ့်အစားအများလက်ခံတဲ့အစဉ်လာကိုကိုရိုင်းလဲလက်ခံထားသူဖြစ်ပေမဲ့ကိုအမြင်မှာအများနဲ့မတူတဲ့အထွေအကျန်တွေရှိကြောင် အသေးပေးသလိုနဲ့တဖြည်းဖြည်းချင်းပြောင်းလဲတဲ့နီးနဲ့အကွဲရွှေတက်ကြပါရည်လူမှုအစဉ်တန်းမြေမားလာတာနဲ့အမျှအချိန်ဝါကြီးတဲ့နေရာမှာလူထက်ကလူအနေနဲ့အခြေတကျနေနိုင်ပြီးဆိုမှအနည်းသက်ဆုံးသောလူမှုအတိုက်အဝင်းကိုအယူအဆအစ်စ်တွေနဲ့မိတ်ဆက်တာမျိုးလုပ်တင်ပါရည်တကြိမ်နဲ့အများကြီးထိုးသွင်းတာမျိုးမလုပ်တင်ပါဘူးနေနေချင်းစီဖဲ့ပြီးအသည့်ပေးတာကတုံ့ပြန်ချက်တွေကိုပြပြလဲလဲဖြေရှင်းနိုင်မှာဖြစ်ပါသည် အချိန်ကာလတွေမတူတော့တာကြောင့်ရေရောဆွဲတာတွေတမာယောကျအမြင်တွေဂုံခန်းလောက်ပြီးလို့မတွေ့လိုက်ပါနဲ့အမကြီးမှသွားပါလိမ့်မယ်ပိုလီယိုရောဂါကောက်ွယ်ဆေးဖော်ထုတ်နိုင်ကြတဲ့ဂျိုနက်ဆိုအားဆေးသိပ္ပံပညာရမှာအင်မတန်ထူးချွန်သူဖြစ်ပါတယ်ဒါပေမဲ့မမသည်နဲ့အမကြီးကိုရေရွယ်ချက်ရှိရှိမှာခဲ့လို့အပေကံလူချင်ပတ်ဖြစ်သွားခဲ့သူပါဆေးသမိုင်းနဲ့တာမိုင်းလူတွေအတွက်ဂျိုနက်ကအသက်တခင်ကျေးဇူးရှင်ကြီးဖြစ်ပါတယ် အဲဒါကြောင့်လေသူပေါ်ထုတ်နိုင်တဲ့ဆေးကြောင့်နိုဘယ်ဆုချီးမြှင့်ခံခဲ့ရတာပါဒါပေမဲ့ဆေးသိပ္ပံပညာနဲ့အခြားသောယောဂဗေဒလေးလာမှုဆိုင်ရာပညာရှင်တွေရဲ့နယ်ပယ်တစ်ခုလုံးကဂျိုနက်စ်ကိုပြစ်ပယ်ထားကြပါရီဘယ်သူမှသူနဲ့မဆက်ဆံလို့ကြပါဘူးဘာလို့လဲဆိုတော့ဂျိုနက်စ်ရဲ့အမြင်အရခမိသိပ္ပံပညာဟာခေဟောင်းအစင်လာတွေနဲ့နိုင်ငံရေးလူမှုရေးရင်းကျဲမှုထုံးတမ်းတွေထက်တာရဲလို့ယူဆခဲ့ပြီးသူရှာဖွေတွေ့ရှိခဲ့တဲ့ပိုလီယိုယောဂကာကွယ်ဆေးကလည်း ခေဟောင်းပညာတွေကြောင့်မဟုတ်ပဲခေတ္တရှားပွေမှုတတ်တတ်ကြောင့်လို့တပတ်သက်ကြီးလေထွားခဲ့လို့ဖြစ်ပါတယ်။စေသိပ္ပံပညာရဲ့နေဘဲကိုဂျေဇူးမဲ့ကဲရဲ့စကားပြောလိုက်တာကသူ့ရဲ့အမားကြီးဖြစ်ပါတယ်။စကားတခုကြောင့်သူ့ဘဝဖျက်ဆီးသွားခဲ့ပါတယ်။လူတို့အမြင်မှာတော့သူရဲကောင်းဆိုပေမဲ့ပညာရှင်အတိုင်းဝိုင်းမှာတော့သူဟာလူတက်ကြီးလောက်ပြီးဘဝမေးသူတယောက်သားဖြစ်ပါရီ။ဂုံရှိလျက်နဲ့ဂုံနေထိုက်တဲ့စကားမပြောပဲဂုံသိန်းစကားပြောခဲ့လို့ဂုံပြတ်သူဖြစ်သွားခဲ့တာပါ။ အချိန်ဟွာရှိသူတွေဟာဘယ်တော့မှ sock လို့အချိုးမလုပ်ပါဘူး sock လို့လူမျိုးတွေနဲ့လည်းအပေါင်းအသင်းမဖွဲကြပါဘူးခက်တနက်နေတတ်ကြပါရည်ဂုံရှိသူတယောက်ဟာဂုံမဲ့သူနဲ့ပေါင်းသင်းဂုံမဲ့သူကိုဂုံမြောက်ပေးရကြပါရည်ဒါပေမဲ့ဂုံဖြတ်သူနဲ့ပေါင်းသင်းမရင်တော့ဂုံလျှောပြီးကိုပါဂုံတိန်သွားနိုင်ပါရည်ဒါပေမဲ့တာမန်ဘဝရိုးရှင်းတဲ့လူနေမှုဘဝကိုတော့လုံးဝမဆန်ကျင်ရပါဘူး အပေါ်ကလူဖြစ်နေတဲ့အတွက်အောက်ကလူနဲ့ဆက်ဆံစရာမလိုဘူးဆိုတာကလုံးဝကြီးလွယ်မားတဲ့အမြင်ဖြစ်ပါတယ်။အောက်ဆုံးဆင်းကလူနဲ့အပေါ်ဆုံးကလူတန်းတူရေတူပေါင်းတင်ဆက်ဆံကလူအပေါ်လူရဲ့ရာထူးဂုံသိမ်းတင်းတော့မသွားပါဘူး။လေးစားဖို့ကောင်းသလိုအားကျစရာတောင်ဖြစ်ပါတယ်။ဂန်တူရေတူဆက်ဆံနိုင်ခြင်းကကိုယ့်ရဲ့စိတ်ရင်းစေတနာကိုပေါ်လွင်စေပါတယ်။လူအများရဲ့အမြင်မှာရရောသူသားဖြစ်နေပါစေ။ဘယ်တော့မှမော်ကြွားသူမျိုးမဖြစ်ပါစေနဲ့။ မောင်မာသူအဖြစ်သမောက်ခံရတာကိုရွှေရသလိုမျိုးမသားရမိပါစေနဲ့နားလေတည်တဲ့သူအဖြစ်ချီးမြှောက်ခံရတာကိုမှဂုဏ်ယူတတ်ပါစေဂျူလီယပ်စီဇာနဲ့ဖရန်ကလင်တီရော့စ်ဖက်တို့လိုခေါင်းဆောင်တွေကိုတမိုင်းမှာအမုန်းတင်ပြီးချီးမြှောက်ကြပါတယ်ဘာလို့လဲဆိုတော့ဩသာအာနာအရှိန်အဝါရှိသူတွေဖြစ်ရင်းကစားအစဉ်အတန်ခွဲခြားဆက်ဆံခြင်းလုံးဝမရှိပဲအားလုံးနဲ့ဒန်တူဆက်ဆံနိုင်သူတွေဖြစ်လို့ပါ နားလေတည်တံ့မှုကိုပြသနိုင်ခြင်းကပဲစိတ်တဘောဓာကြီးကျယ်ခြင်းကိုသက်တည်ပြပီးတာဖြစ်နိုင်ပါ रे ။ဩဇာတနာဘောကျွဲဝါလို့အထင်ကြီးလေးစားခံရသူနဲ့အများနဲ့တန်းတူဆက်ဆံပြီးစိတ်ရင်းစေတနာကောင်းမွန်ကြောင်းရရောပြနိုင်တဲ့သူတို့ရဲ့အရှိန်အဝါကြီးလုံးဝမတူပါဘူး။နားလေလွေအောင်ပြောရရင်လူတွေချသွားရတော့မယ်ဆိုရင်ကိုကောင်းတွေကအထွေအကျန်တွေကိုအိမ်မှာပဲခြံထားခဲ့ပါ။လူအများသဘောကျနှစ်သက်နိုင်မဲ့အထွေအကျန်တွေနဲ့လူတွေကိုပေါင်းတင်ဆက်ဆံပါ။ မောင်မာစိတ်မော်ကြွားစိတ်မာနာစိတ်တွေကိုခြံရိပ်ခဲ့ပြီးရိုကျိုးစိတ်နာခံစိတ်ရိုတေစိတ်နဲ့ဆက်ဆံပါစိတ်မပါခဲ့ရင်တောင်မှတရုပ်ဆောင်ကောင်းလိုက်ပါအပြောအဆိုအနေထိုင်မှန်ပါစေလူရာထက်လည်းပုံမလုပ်ပါနဲ့အရှိန်ဝါရှိသူဟာအရှိန်ဝါအားကိုပြီးတပတ်သားပေါ်ဖိနှိပ်တာမျိုးလုံးဝမလုပ်ပါဘူးကြီးကျယ်မြင့်မြတ်သူအစေဟာရိုတေကျွန်းုံပြီးသူ့စိတ်နဲ့စိတ်ထားကို ဖုံးကွယ်ထားတတ်ပါလိမ့် အရိအစာအများအတွက်အစဉ်ပြေမဲ့တွေးခေါ်မျှော်မြင်မှုတွေကိုဦးစားပေးပြီးပြောဆိုဆက်ဆံတတ်ပါတယ်။သူများစိတ်ချမ်းသာအောင် ပြောရတဲ့အလုပ်မပင်ပန်းသလိုမခက်ခဲပါဘူးလူချစ်အောင်နေပါ။လူတက်ကြီးလှုပ်ပြီးလူမုံများအောင်မနေပါနဲ့။မောင်မာသူကိုလူတွေရှိန်ပေးမယ်။တစ်ချိန်တည်းမှာပဲလူတွေအင်မတန်ရှုံမုံပါတယ်။ကိုယ်ရမှာခဲရခံရပြီးမလေးမစားမထီမဲ့မြင်ပြခံရတတ်ပါတယ်။ ။မောင်မာချင်းထက်ရရောစာနာပြပြီးလူရဲအမြင်မှာစိတ်တဘောထားကြီးကျယ်သူအဖြစ်ဟန်ဆောင်ကောင်းနိုင်ပါစေ။အများနဲ့မတူရင်ထူးတဲ့သူအဖြစ်သတ်မှတ်ခံရမှာမဟုတ်ပါဘူး။ယူတဲ့သူအဖြစ်သမုတ်ခံရတတ်ပါရဲ့။အကြောင်းကောင်းရင်မနာလိုမှုတွေကြောင့်အထောင်ခံရတတ်ပါရဲ့။အကြောင်းမကောင်းရင်တော့အမေကမုန်းနဲ့ရွယ်ဆောင်ပြောခံရတတ်ပါရဲ့။မောင်မြတ်တို့အရာကိုခွေးတို့အားမပေးကြနဲ့တို့ပြပါမူတို့တို့ဒီလဲ၍တင်တို့အားကိုင်လိမ့်မည ဗလဲယရနာများကိုဝတ်တိုးရှိမှမချထားကြနဲ့တို့ဖြူပါမို့သူတို့ဒီထိုအရာတို့ကိုကြော်နင်းသွားကြလိမ့်မည်ရှမသဲခရစ်ဝင်အခန်းကြီးခွန်ကျမ်းထွက်6အခုတင်ဆက်ပေးကြတာတော့နေဥပရိသ38ကြိုက်တယ်လို့တွေးခေါ်ပါဒါပေမဲ့အများနည်းတူပြုမှုပါဆိုတော့နေဥပရိသလေးပဲဖြစ်ပါရယ်ခင်ဗျာ ဒီနေ့ဥပဒေသားလေးကနေပြီးတော့ကျွန်တော်တို့အနေနဲ့လောကကြီးမှာလူအများကြိုက်အလိုက်ဆောင်ပြီးတော့လူများကြိုက်အောင်ဘယ်လိုနေရမလဲဆိုတာကိုလေ့လာခဲ့ရမယ်လို့ယူဆပါရခင်ဗျာနောက်တစ်ပုံမှာလည်းနေဥပဒေသား39ပါနဲ့စွာအကွက်ချကြမှာဆိုတဲ့နေဥပဒေသားလေးကို တင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုနားတော်တာဆင်မိကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ